မင်္ဂလာပါနော်မြို့မိသားစုပေါင်းတို့ရေ new family channel လေးကနေလဲကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှလည်းဆရာခက်စော်ရေးသားထားသောဒဝေနင်းစီကိုဆက်လက်ပြီးတော့ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒဝေနင်းစီအခန်းနှစ်1958ခုနှစ် August 22ရက် Pan American လေကြောင်းလိုင်းတစ်စိပ်ပါ Jet လေရင်သည်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေစိတ်အတွင်းသို့ဆိုင်ရောက်လာ၏ ဟိုးမာသူပဲဘိုးကြီးတော်ရင်မေက သူမ၏ဘေးနားမှာဒူးဖို့မအေးမြင်ကိုလည်းညှို့ထိုးပြလိုက်သည်လင်းရင်လေကားပေါ်မှာဆင်းလာသောအယံမြင်မြင်အသားညိုညိုကြစ်ကြစ်လေးလေးခန္ဓာကိုယ်ပိုင်ရှင် အသက်25အရွယ်အမျိုးသမီးစီတို့ဒူးဖို့မအေးမြင်နှင့်ရင်မောင်းတကြတို့ကခက်သွဲသွဲရှောက်သွားကြ၏အမျိုးသမီးကလည်းလက်ဆွဲအင်ငယ်ကိုဆွဲလျက်သူတို့စီတို့တတဲမမတ်ရှောက်လာသည် နဖူးကိုအပြောင်းသိန်းကထုံးဖွဲ့ထားသည့်မြန်မာစတုံအမေရိကန်ကြီးတဲ့အရာရှိများဝယ်လီရှိသည့်အ내ရောက်အပေါ်ထက်ခုံအင်းကြီးခောက်ယူချနေသောစတိုင်ပေါင်းမီတို့ကိုဝတ်ထားသောထိုအမျိုးသမီးကိုဒုဗိုလ်မအင်းမြင့်ငေးချနေမိသည်ကျမအဘိုးကြီးကြီးဆွေပါကျမကိုလာချိုကြတာထင်နေထိုအခါမှပင်မအင်းမြင့်တတိဝင်လာသည်တတိဆွေကအလေးပြုလိုက်၏ကျမဒုဗိုလ်မအင်းမြင့်ပါမမ ဟုတ်မှာဘူကြီးတို့ရင်မီလည်းမမကိုကြိုဆိုဖို့စောင့်နေပါတယ်။ဒူးဖို့မအင်းမြင့်ကជីជីဆွေကြီးလက်ထဲမှအိတ်ကိုယူရန်ပြင်လိုက်သည်။နေပါစီ။ကျမပါတာကျမဆွဲပါမယ်။ဟိုကျမရဲ့ခီးဆောင်အိတ်တွေကိုသာကျွန်တော်တွားယူလိုက်ပါမယ်ဘူကြီး။ရှင်မောင်တက်ချက်ကအလေးပြုကအနာမပြေထွက်သွား၏။လေစည်းဧည့်သည်ကျိုးသည့်အဆောင်အုံထဲတွင်ယူနီဖောင်းအပြည့်စုံဝတ်ထားသောပိုကြီးရင်မေက သူတို့ကိုစောင့်ကြနေသည် ဘူကြီးကြီးဆွေကဘူကြီးရမေအောင်ပြုံးပြလိုက်၏ထို့နောက်အမျိုးသမီးနှစ်ဦးအပြန်အလှန်အလေးပြုလိုက်ကြသည်လန်ခီးမအဆင်ပြေခဲ့ရဲ့လားပြီပါရဘူကြီးနည်းနည်းတော့ခီးပန်းတော့ပေါ့ရှင်မောင်တက်ချက်ကပစ္စည်းများကိုရွေးယူပြီးကားပေါ်တွင်အတင်းနေရာယူပြီးသွားပြီဖြစ်သည်မအေးမြင်တို့ကဒီအထုပ်တွေကိုအယားရှိရိတ်တာကဘူကြီးကြီးဆွေ အခန်းကိုပို့ပေးထားလိုက်ပါစေယုံကိုလည်းတင်ပို့ရအောင်ပါဆိုတော့ ိုးကြီးကြီးဆွေကိုကျမကနေပဲခေါ်သွားလိုက်ပါမယ်။ဟုတ်။တိုရင်မီကစစ်တပ်တုံးချစ်ကားရှိကန်းတို့တက်လိုက်သည်။ထို့နောက်ကြီးကြီးဆွေအားတကောင်ဖွင့်ပေးလိုက်၏။ကြီးကြီးဆွေက ကားပေါ်ရောက်သည်နှင့်သူမ၏အပေါ်ထက်ကုတ်အင်းကြီးကိုချွတ်လိုက်သည်။ပူလိုက်တာမမမေရေလေရင်ပေါ်မှာကလေအီးစနစ်မို့အေးနေသေးတာစဉ်းနာနေပူတာပဲဒါတောင်မိုးကကုန်သေးတာမဟုတ်ဘူးကြည် ဒိုယင်မီကကားကိုဆက်နိုးလိုက်သည်ထို့နောက်ကလအုံးတစ်စိတ် secret ဘူကိုထိုးလိုက်၏ထို့နောက် secret တလိမ့်ထုတ်ကား American တို့ Texas ကိုမိချစ်ကိုထုတ်ကားမိညီလိုက်သည်ယူတော့မယ်မဟုတ်လားကြီးတောက်မှာပေါ့ဟိုမှာတော့က no secret လीခိုးခိုးတောက်ရတာဒိုယင်မီကအချစ်ချီဆွေကို secret တလိမ့်နဲ့မိချစ်ကိုကမ်းပေးလိုက်သည်ဘယ်လိုလဲ ိုမှာစာဂျင်မက်ကော်နယ်ကြီးရဲ့အပြစ်ပေးနေအသည့်တွေတော်တော်လေးမှဤစင်ခဲ့ရလားကွစီနီယာဖြစ်သူဒေါ်ရင်မေးဤစကားကို secret မိညင်နေရင်မှကြီးကြီးစွေကပြုံးလိုက်သည် အသက်25နှစ်ခန့်ရှိပြီဖြစ်သောဒေါ်ရင်မေးသည်1955ခုနှစ်မြန်မာအမျိုးသမီးစစ်ဝင်ထမ်းတပ်ဤပထမဆုံးအမျိုးသမီးအရာရှိ10ဦးတွင် ပါဝင်သူဖြစ်သည်နောက်အိမ်အောင်ထူထောင်သွားသည့်ယောက်ျားဖြစ်သူကိုကွာရှင်ခဲ့ပြီးနောက် ်14နှစ်အရွယ်မှ9လအရွယ်ထိရှိသောသမီး9ယောက်ဖြင့်အမျိုးသမီးစစ်သည်တဦးဘဝကိုခက်ခက်ခဲခဲပြတ်တန်းခဲ့ရသည်အမေရိကန်ပြည်ထောင်စုအလာဖာမာအမေရိကန်အမျိုးသမီးအခြေခံစစ်ပညာသင်တန်း MSN 73ကိုတက်ရောက်ခဲ့သည်ဒေါ်ယမေပြည်သည့်နောက်အပတ်စဉ်14ကိုတက်ရောက်ခဲ့သူမှာជីជីဆွေပင်ဒေါ်ယမေနှင့်ជីជីဆွေသည်ဘတ်ထူးရှိ အမျိုးသမီးအရာရှိအခြေခံစစ်ပညာသင်တန်းတွင်ကလေးကယင်းဤကဲကြသူများဖြစ်သည်သင်တန်းတွင် အသက်ငယ်ဆုံးဖြစ်သောជីជីဆွေနှင့်အသက်အကြီးဆုံးဖြစ်သောဒေါ်ရင်မေတို့ကအရင်ဤဆုံးမိဆွေများလည်းဖြစ်လာကြသည်ကလေးတွေရောနေကောင်းစင်ပြေကြရဲ့လားမမမေอืมအကြီးမအရာတော့အခုစေကောလိုက်ပြီးတော့မေအောက်ကအငယ်တွေကိုသူ့ပဲခုနောက်ပိုင်းကြီးစုဆောင်ရှောက်နေရတာတို့ကလည်းတည်တဲ့အတိုင်း တက်ကအလုတ်တင်းနဲ့ရှုံနေလို့သူတို့ကိုသိကိမဆိုင်နိုင်ဘူးအခုဗိုလ်ကြီးတော်ချင်းစီကအနားယူသွားတော့သူ့နေရာမှာသူကကင်ပေးနေရတယ်ဒါဆိုအမျိုးသမီးစိတ်ဝင်တဲ့လေးချင်းရေးတက်ကိုမမမေကိုင်းနေတာပေါ့အင်းပေါ့အခုကြည်လဲပြန်ရောက်ပြီဆိုတော့မမမေနဲ့တွေ့ပြီးတော့တာဝန်ချထားဖို့စိတ်ယုံပြောကြည့်ရမှာပဲဒေါ်ရင်မေကလက်တစ်ဖက်ကကာစတီယရင်ကိုကျွမ်းကျင်စာကိုင်းရင်တစ်ဖက်မှလည်းချစ်ကားပြတင်းပေါက ပေါင်ပေါ်လက်တင်လျင် secret ကိုဖွာရင်းပြောလိုက်သည်ဒါနဲ့နိုင်ငံရေးချင်းနေအောင်ဘယ်နဲ့ရှိလဲမမမီဖားစပလာကနှစ်ချမ်းခွဲသွားပြီဆိုကြည်ချီဆွေအမေကိုဒေါ်ရင်မီကပခုံးတွန်ပြလိုက်၏အချင်းတွေကတော့တိတ်မကောင်းဘူးတက်ထဲမှာကိုဦးနုအုပ်စုနဲ့ဦးကျော်ငိမ့်အုပ်စုနှစ်ချမ်းခွဲနေတယ်ပြီးခဲ့တဲ့ရက်ကပဲဦးနုကလွတ်တော်မခေါ်ဘဲနဲ့ရာသုံးခန်းမဲ့ ရာသုံးခံမန်းကြီးစည်ရင်ကိုအရေးပေါ်အာဏာနဲ့အတည်ပြုလိုက်ကြတယ်။ဥကြုံငိမ့်တို့ဟာဒီကိစ္စအခြေခံဥပဒေနဲ့ဆန့်ကျင်နေဆိုပြီးတော့မကျေနပ်ကြဘူး။အင်းနောက်ဆုံးကြားထားတဲ့သတင်းကနည်းနည်းတော့ဆိုတယ်။ဒေါ်ရင်မေက ကုံသွားပြီဖြစ်သော secret ကိုလက်ဖြင့်တောက်ကလွန်ပြလိုက်၏။ဘလို့သတင်းလဲမမမေ။ဥကြုံငိမ့်နဲ့ဥပါဆွေကစစ်အာဏာသိမ်းဖို့ဗိုလ်ချုပ်နေဝင်ကိုတိုက်တွန်းနေကြတယ်တဲ့။ဟာဒါတော့ ကြည်ကြည်ဆွေခန္ဓာကိုမှတ်သွားသည်ဂျီရောဒီကိစ္စကိုတိမ်ကြိမ်မမမီစစ်တပ်ဟာစစ်တပ်ကိစ္စပဲလုပ်တင်တယ်လို့နိုင်ငံရေးကနိုင်ငံရေးသမားတွေဖြစ်ရှင်းတော့အကောင်းဆုံးပဲစစ်တပ်ကိုနိုင်ငံရေးနဲ့ဆွဲသွင်းတာမျိုးစစ်တပ်ကနိုင်ငံရေးနဲ့ဝင်ပါတာမျိုးတော့ကြည်မကြိုက်ဘူးဗိုလ်ချုပ်နေဝင်အားရောဘလို့သဘောထားတယ်ကြားလေတော်ရင်မီကကောင်းခါလိုက်သည်ဒါတော့တိုးလည်းမသိအောင်ကြည်ဒါပေမဲ့တိတ်လည်းစိတ်မပူပါနဲ့လူကြီးတွေကတို့ထက်အများကြီးစဉ်းစားရကြပါတယ်အခုဆို ကွန်မြူနစ်တပုံနဲ့ငင်းချင်းရင်လို့ဖို့လေသခင်ကိုရောမိုင်းတို့ကအစိုးရနဲ့စကားပြောဖို့လုပ်နေပြီရခိုင်ကကွန်မြူနစ်တွေလည်းလည်းနဲ့ချလိုက်ပြီဒီအခြေအနေတွေက တိုင်းပြည်အေဂျင့်မို့ချစ်ကပြတင်းပေါင်းမှတဆင့်အပြင်ကိုငင်းငိုင်းသွားသောជីជីဆွေကိုဒေါ်ရင်မေသတိထားမိသွားသည်ထို့နောက်တစုံတစ်ခုကိုသတိရသွားသဖြင့်ဒေါ်ရင်မေက ပြောလဲစားစကားကိုရှေ့မဆက်တော့ជីတို့ယူကိုပြောစရာတစ်ခုရှိတယ် ဒေါ်ရင်မေကပြည်လမ်းမပေါ်ရှိတပင်းရိပ်တစ်ခုအောက်သို့ကားကိုထိုးရက်လိုက်သည်။ပါမျောင်းအရေးကြီးတာရှိလို့လဲမမမေ။ကြည်အမေရိကမှာရှိနေတဲ့အချင်းတို့ယူစီကိုမပို့ပြပဲတင်ထားတဲ့စားတဆောင်ရှိတယ်။ဘာစားလဲမမမေ။တဝဲရလာတဲ့စား။တဝဲကတဝဲကជីជីဆွေးကား ဒဝေကဆိုသည့်စကားကိုခက်တိုးတိုးဖြင့်အကြိမ်ကြိမ်ရေယူခြင်းနေသည်တော်ရင်မေကအဝါရောင်ပင်တန်းနေပြီဖြစ်သည့်လေရင်တစိမ့်စာအိတ်ကလေးကို ကြည်ကြည်ဆွေးထန်းကမ်းပေးလိုက်၏စာအိတ်လေးမှာဖောက်ပြီးလျက်သား sorry ကြီးတို့ကိုခွင့်လွှတ်ပေးပါဒဝေကလာတဲ့စာဆိုတော့မင်းတို့အနေရှိနိုင်တယ်ထင်လို့တို့ဖောက်ဖက်ထားတယ်မဟုတ်လဲမင်းစီကိုပို့တဲ့အခါစစ်တောက်လိုင်းကဖောက်ဖက်မှာပဲ ဒီကောင်မပြဿနာက ရှင်းမရအောင်ရှုံမမို့ဒူးဖောက်ဖက်လိုက်ပြီးတော့မင်းပြန်လာမှပြေဖို့တိန်ထားလိုက်တာပါချီချီဆွေကစာအိတ်ကိုလှမ်းယူလိုက်သည်ထို့နောက်ချီကောင်ဘောနပ်အဖုန်းကိုမိလျက်စာကိုဖွင့်ဖက်လိုက်၏တော်ရင်မေကတော့နောက်ထပ် secret delay ကိုထပ်မံမိညီလိုက်ပြီးပြည်လမ်းမကြီးကိုငေးကြည့်ပြီးနေလိုက်သည်မမမီမိချစ်လေးတစ်ချက်လောက်ငှားပါလားជីជីဆွေက မိချစ်ကိုချလိုက်ပြီးစာကိုလုံးချေကမိရှုပြလိုက်သည်စိတ်ချပါကြည်ဒီကိစ္စကိုတို့ကလွယ်ပြီးတော့ဘယ်သူမှမသိစေရပါဘူးဒီစာကိုဖတ်ပြီးတဲ့နောက်ပိုင်းမှာဘယ်သူမှမသိအောင်လဲတို့တင်ပြထားခဲ့တာပါကျေးဇူးတင်ပါတယ်မမမီကဲစစ်ယုံကိုတရင်ပို့ဖို့နောက်ကြနေမယ်သွားကြစို့လားជីជីဆွေကခံစားချက်မဲ့သောမျက်နှာဖြင့်ကာဘော်သို့ပြန်တက်ထိုင်လိုက်သည် လက်ချောင်းသွေးလျားလျားလေးများကဘူဒီကျော်အချောင်းကို မကြီးချင်ရည်ပြပြတဲသို့နှစ်လိုက်သည်ထို့နောက်အောင်းနှုတ်ခံလေးတွေတွေကိုဖွင့်ဟားလျက်ပါဇက်သေးသို့ထဲလိုက်၏မကြီးမဲ့ချင်ဤဆူရှာသည့်အရာသာကသူမ၏မျက်ဝန်းညိုညိုများကိုမေ့တက်သွားသည့်အထိအင်းဟိုမှနေရတဲ့ကာလတလျှောက်ဒီထီးတန်းကောလိပ်ရှိကဘူဒီကျော်ကို အလွမ်းဆုံးမဲမမမေးရေတော်ရင်မေကကြည်ကြည်ဆွေထန်တို့လက်တော့ဘဝကိုကံပေးလိုက်သည်ကြည် ဘလို့မှမခံစားရဘူးလားဘာလို့လဲမမမေတော်ရင်မေကကြည်ကြည်ဆွေးကိုအံ့ဩသလိုကြည်လိုက်သည်ထိုးနောက်လီတိုင်းခတ်တူတူဖြင့်ကိုမအရင်တယောက်လုံးသိသွားတာကိုလီကြည်ကြည်ဆွေးကလက်တော့ပေါ်အပြင်သူမနှုတ်ခမ်းကိုတည်တည်တတ်တတ်တုံလိုက်သည်အဲ့ဒီတုန်းကစစ်စင်ရေးကိုကင်ခဲ့တဲ့တမှုကိုကြည်သိချင်တယ်မမမေဘာလို့မလို့လဲကြည်ကြည်သိချင်တာတခုရှိတယ် ကြီးမမရီဆွေမသမီးလေးတယောက်ရှိတယ်။မိုးကြီးလို့ခေါ်တယ်။ကြီးရဲ့တူမတော်မှာပေါ့။အခုစားထဲမှာတော့မရီကြာဆုံးသွားတယ်ဆိုတာပဲပါတယ်။ဒါလေသူတို့ကတေချာအတီမပြုတ်နိုင်ပါဘူး။မရီနဲ့တူမိုးကြီးလေးကရောတည်သွားပြီလား။အဲ့ဒါကိုကြီးသိချင်တာ။မဖြစ်ဘူးကြီး။မင်းဒီကိစ္စကိုတက်ကလူတွေစီမှာစုံစမ်းတာထို့သဘောမတူနိုင်ဘူးမင်းဆွေမျိုးအရင်ချားထဲမှာကမြနစ်တယောက်ရှိနေတယ်ဆိုတဲ့ကိစ္စကိုထော်လိုင်းကသိသွားရင မင်းရဲ့ရှင်ရေးအတွက်လည်းမကောင်းဘူးမင်းကိုသူတို့ကအမြဲဆောင်ချီနေတော့မှာជីជីဆွေကခေတ္တများစဉ်းစားနေသည်တာနာကနှစ်ကဒဝေသားဘိုးကြီးမျိုးအောင်ရဲ့အကိုသခင်ဘတ်သိန်းတင်ဆိုကွန်မြူနစ်ကောင်ဆောင်ပဲမဟုတ်ဘူးလားကွန်မြူနစ်နဲ့အမျိုးတော်နေတာဘာဖြစ်လို့လဲဒေါ်ရင်မေကជីជីဆွေလက်ကိုအပေါ်မှာအုပ်ကိုင်လိုက်သည်ជីအမမင်းကိုအထက်ရာရှိတယောက်လိုရော အမတယောက်လိုပါစိတ်ရင်နဲ့သတိပေးတာပါ မင်းရဲ့ကိုကြီးမှတ်တမ်းတင်းမှလည်းတဦးရီတော့သမီးလိုပဲပါတာမဟုတ်ဘူးလားအခုချိန်ကျမှကွန်မြူနတီမဲတဦးကမင်းမဖြစ်ပေါ်လာမယ်ဆိုသူတို့ပိုတင်ကမကင်းဖြစ်ကြရမှာပြီးတော့မင်းတူမလေးအတွက်မင်းစုံစမ်းရလဲပူခတ်သွားလိမ့်မယ်ဒါဆိုကြည်ခွန့်တလယူမယ်တင်းနှန်းကပြန်ပြန်လာခြင်းအနာယူခြင်းနဲ့ဆိုတဲ့အကြောင်းပြခြင်းနဲ့ပေါ့အဲ့ဒါကိုမမမီကထောက်ခံပေးရလိမ့်မယ်ဘာလို့မလို့လဲကြည်ကြည် တဝယ်ကိုသွားမယ်။ဟုတ်ကဲ့ပါရှင်။ဆရာကဲ့သို့ရေးသားထားသောတဝယ်နှင်းစီ အခန်းစဲလေးကိုဒီမှာပဲခိတရန်နာပြစီရှင်။ဆက်လက်ဖတ်ပြပေးမယ်အပိုင်းလေးတွေကိုလည်းစောင့်မျှော်နားဆင်ပြီးကြပါအောင်နော်။အားပြေဝင်ရင်နားဆင်ပြီးကြတဲ့အမျိုးမိသားစုအရောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရနော်။မျိုးမိသားစုများအားလုံးလည်း BN3 အပေါင်းမှကင်းဝေးလုံးကြပါစေရှင်။